ခုတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာနိုင်ငံပါဝင်နိုင်ငံ၁၂နိုင်ငံကိုအမေရိကန်နိုင်ငံတို့ပြည်ဝင်ခွင့်ပေးလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။အမေရိကန်နိုင်ငံရဲ့အမျိုးသားလုံခြုံရေးကိုတိကျစေနိုင်တာကိုကာကွယ်ဖို့အတွက်မြန်မာနိုင်ငံပါဝင်နိုင်ငံ၁၂နိုင်ငံကိုအမေရိကန်အစိုးရကပြည်ဝင်ခွင့်ပေးပေးလိုက်တယ်လို့သိရပါတယ်။ပြည်ဝင်ခွင့်ပေးပင်ခံလိုက်ရတဲ့နိုင်ငံကတော့မြန်မာ၊ချက်၊ကွန်ဂို၊အီကွေတိုရီယိုအီသီယိုးပီးယား၊ဟေတီ၊အီရန်၊လီဘီယား၊ဆိုမာလီယား၊ဆူဒန်နဲ့ရီမန်နိုင်ငံတို့ဖြစ်ပါတယ်။ ပြပင်ခံလိုက်ရတဲ့နိုင်ငံတွေကနိုင်ငံသားတွေကိုအမေရိကန်နိုင်ငံကိုပြည်ဝင်ခွင့်မပေးတော့ဘဲနဲ့ပြပင်လိုက်တာဖြစ်ပါတယ်ပိတ်ပင်လိုက်တဲ့နိုင်ငံတွေဟာပြည်ရင်းမှာပြည်ရင်းဆစ်ဖြစ်ပွားနေတာဒါမှမဟုတ်နိုင်ငံမတည်မငြိမ်မှုတွေဖြစ်ပွားနေရဖြစ်ပြီးအမေရိကန်နိုင်ငံသားတွေရဲ့လုံခြုံရေးကိုထိခိုက်နိုင်တယ်လို့သတ်မှတ်ပြီးပြည်ပခွင့်ပိတ်ပင်လိုက်တာဖြစ်ပါတယ်။အမေရိကန်အစိုးရရဲ့ပြောရေးဆိုခွင့်ရှိသူအပိဂေးဂျက်စင်ကအမေရိကန်ပြည်သူတွေရဲ့လုံခြုံရေးကိုအမြင့်ဆုံးကာကွယ်ပေးဖို့ရှိရပြီးနိုင်ငံ၁၂နိုင်ငံကိုပြည်ပခွင့်ပိတ်ပင်ခဲ့တာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ ဒီသတင်းကိုတော့ညင်းချမ်းဟောပေးဖို့လာပါ